မင်္ဂလာပါရှင်။ဩဂုတ်လ၄ရက်နေ့မနက်ပိုင်းရရှိထားတဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမရင်းရည်ပါရှင်။ဒီကနေ့မနက်ပိုင်းရရှိထားတဲ့ပုံကြည့်ရခါမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေးရအားကောင်းရာကနေအားအလွန်ကောင်းလာနေရတွေ့ရပါတယ်။မြန်မာနိုင်ငံပေါ်မှာတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ထူရနေပြီးတော့ကျန်နေတိုင်းမှာတော့တိမ်အသင့်အင့်ဖြစ်ထွန်းနေရတွေ့ရပါတယ်ရှင်။ လီတက်ခန့်နိုင်မှုခမန်းကျန်နေနေရတော့ရခိုင်ကန်ယုံရံမြို့ကကျွန်မကန်ယုံရံဒီသားရင်မှာတနာယုံ -30 ရနေ25မိုင်နဲ့ကျန်ကန်ယုံရံဒီသားရင်မှာတနာယုံ18မိုင်ရနေ -30 နှုန်းတိုက်ခတ်နိုင်ပါတယ်ရှင်မြန်မာနိုင်ငံတောင်ပိုင်းဒီသားတွေရဲ့မိုးလေဝသခမန်းကျန်တွေအနေနဲ့ရတော့စစ်တွေမခွေပသိမ်ပကိုးရှမ်းကုန်း မော်လမြိုင်ဖအံတဝဲစားတဲ့တောင်ပိုင်းဒေသအားလုံးလိုလိုမှာမိုးရွာဖို့အလားအလာရှိနိုင်ပါတယ်။နေရာအနှံ့ပြားအနေနဲ့နေရာဆိတ်ဆိတ်မိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေရဲ့မိုးလေဝသခမန်းချက်တွေအနေနဲ့ကတော့ဟာခနဲ့မန္တလေးမှာနေရာကျကျဲမိုးရွာသွန်းနိုင်ပါတယ်။မုံရွာ၊မြစ်ကြီးနာ၊လာရှိုး၊ဟဲဟိုတောင်ကြီး၊လိုက်ကော်စားတဲ့ဒေသတွေမှာတော့နေရာအနှံ့အပြားတွေနေရာဆိတ်ဆိတ်မိုးထချုံရနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မိုးအေးချိန်ခံမှန်းချက်တွေအနေနဲ့ရောမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးအေးချိန်က100မီလီမီတာလောက်ထိသွန်းနိုင်ပြီးတော့ကျန်တဲ့ပြင်းနေတဲ့အတော်များများမှာတော့40မီလီမီတာကနေ60မီလီမီတာလောက်ရွာသွန်းနိုင်ပါရဲ့ရှင်။ထူးခြားတဲ့နေပူချိန်တွေအနေနဲ့ကတော့တနင်္ဂနွေလုံးမှာမိုးရွာဖို့အလားအလာရှိနေပါတယ်။ဒါကြောင့်အပူချိန်တွေညှော်နေနိုင်ပြီးတော့အမြင့်ဆုံးအနေနဲ့က35ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်ရှိနိုင်ပါတယ်ရှင်။ မြမပင်လယ်ပြင်ခမ်းမဲကျန်းနေနေရတော့မြမပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကမ်းရိုးတဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းမြ၁၃မီနဲ့ကြံကမ်းရိုးရမှာ၈ပေးရနေ၁၁ပေးလောက်မြင့်တက်နိုင်ပါတယ်ရှင်။မန္တလေးမြို့နဲ့အနီးတစ်ဝိုင်း၅ရက်စာခမ်းမဲကျန်းနေနေရတော့လာမယ့်၅ရက်လုံးမှာမန္တလေးမှာမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခမ်းမဲရရှိထားပါရဲ့ရှင်။ရန်ကုန်မြို့နယ်ဒီတိုင်း900ဆာခမ်းမဲဆက်အနေနဲ့ရတော့လာမယ့်900ရက်လုံးမှာရန်ကုန်မှာလည်းမိုးရွာဖို့အလားအလာရှိနိုင်တယ်လို့ခမ်းမဲရရှိထားပါရဲ့ရှင်။ နေပြောင်းတဲ့ညီတို့ငါးရက်စာခံမဲချမ်းနေနေရတော့လာမယ့်ငါးရက်လုံးမှာ နေပြောင်းမှလည်းမိုးရွာဖို့လာလာရှိနိုင်တယ်လို့ခံမဲရရှိထားပါရဲ့ရှင်။ဆက်လက်ပြီးတော့အာရှဒေသတွေမှာရှိတဲ့မြို့ကြီးတွေရဲ့မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်ပါရဲ့ရှင်။တ िश ူအားပေးကြတဲ့ကျေးဇူးများတင်ပါရဲ့ရှင်။